Okay မင်္ဂလာပါခင်ဗျကျွန်တော်တို့စလာရအောင်အာကျွန်တော်ဒီ YouTube ကကျွန်တော်တို့ဒီမှာဆိုရင်ဟာ Okay တင်တက်မြတ် Mr. တင်တက်မြတ်ဟန်ကိုမောင်စိုင်းတီဟာ and call me ဟာ call me call me အချိန်မှန်နေနော်မိုက်တယ် trading လုပ်တယ်ဆိုတာအဲ့လိုပဲဗျကျွန်တော်ကျွန်တော် trading လုပ်တယ်ဆိုတာဟိုအာ in overlook home နေ uh, need a lot of resources or a lot of uh, commitment okay ကျွန်တော်မနေ့ဆိုရင်မနေ့ဆိုရင်ကျွန်တော်အဲကျွန်တော်ထပြီဆိုတာနဲ့အာထပြီဆိုတာနဲ့ you know um like ကျွန်တော် overnight analysis ကိုကျွန်တော်လုပ်ရတယ်เนาะပြောကျွန်တော်ဒီ intraday trading တွေလုပ်ရတယ်အဲ့အဲ့တော့အဲ့တော့ဟိုဟိုကွာဟို full time trader လို့သာပြောတာအမှန်မှန်တိတ်အားအားလာတယ်ဆိုတော့မရှိဘူးဗျ တမကျွန်တော် trade လုပ်တော့ market ကြီးကြည့်နေရတာလည်းရှိသေးတယ်ပြီးတော့ဒီဘက်က prepare ရလည်းလုပ်ရတာလည်းရှိသေးတယ်တမအဲ့လိုမျိုးပေါ့နော်ဟုတ်ပြီโอเคမင်္ဂလာပါခင်ဗျအာ you you fit အာ go on mr on โอเคအာမင်္ဂလာပါခင်ဗျโอเคကျွန်တော်ဒီဒီနေ့ဒီတပတ် analysis ကိုစလိုက်အောင်ဒီတပတ်က week number 48 41ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာ50 52ရှိတာအခု41တော့ရောက်သွားပြီ2025ကလည်းမြန်တယ်ဟုတ်ပြီ ကျွန်တော်တို့ဒီနေ့ဘယ်ဟာတွေလာမလဲ news တွေဘယ်ဟာတွေလာမလဲဆိုတော့ကျွန်တော်တို့တစ်ချက်အာပြောလိုက်ရအောင် okay ကျွန်တော်တို့ဒီနေ့မှာအရေးကြီးတဲ့ news တစ်ခုရှိပါတယ် new event ပေါ့နော်ကျွန်တော် news ကို um ကျွန်တော်တို့ဒီ website နှစ်ခုကနေကျွန်တော်ကြည့်ပါတယ်အဲ website ကအကုန်နှစ်ခုလုံး free ပါ okay နှစ်ခုလုံး free ပါအာကျွန်တော်တို့ဒီ um ကျွန်တော်ဒီ forest factory ကလည်းကျွန်တော်အာကြည့်တယ်နောက်တစ်ခုကတော့ tradingeconomics.com calendar မှာလည်းကျွန်တော်ကြည့်တယ် ကဲဒီနေ့မှာဘာရှိလဲဆိုတော့ကျွန်တော်ဒီနေ့ညအာကျွန်တော်9:20ပေါ့နော်စင်ကူချင်း9:20ဆိုတော့9:30ပဲထားလိုက်ပေါ့ပြင်ပြဆိုတော့ကျွန်တော်တို့အာမြန်မာပြည်ချင်း8:00လောက်ည8:00လောက်မှာကျွန်တော်တို့ဒီမှာ Federal Reserve ကဒီဒီ speaker ပေါ့နော်ဟိုဟာ governor တွေပြောကြတဲ့စကားတော်မစကားတွေရှိတယ်အဲ့လေးတစ်ချက်တော့သတိထားဖို့လိုတယ်ဘာဘာဖြစ်လို့လဲဆိုတော့ အာသူတို့ကဒီကျွန်တော်ဒီ rate federal rate နဲ့ပတ်သက်လို့เนาะ rate နဲ့ပတ်သက်လို့သူတို့ဘာလုပ်မယ်ညာလုပ်မယ်ပေါ့ဗျာတမန်အဲ့လိုမျိုးပြောလို့ရှိတယ်အဲ့တော့အဲ့ဒီသူတို့ပြောတာပေါ်မူတည်ပြီးတော့ market ကြီးက clue ယူပြီးတော့เนาะဟိုတက်ဟိုဟာပေါ့เนาะဟိုအစအနာအစအနာကောက်ပြီးတော့သူတို့က market ကြီးက move လုပ်တက်တယ် okay အာဒီနေ့ညဒါရှိတယ်ပြီးတော့ရေးပို့ကြည့်တာဒီနေ့ညနဲ့เนาะညနဲ့ကျွန်တော်တို့စင်ကာပူနောက်နေ့မနေ့အစောကြီးအာ2နာရီဆိုတော့ကျွန်တော်တို့မြန်မာအချိန်ဆိုရင် တကောင်ရန်12နာရီခွဲပေါ့เนาะအဲ့မှာ meeting minutes မှာကျွန်တော်တို့ရှိပါတယ်အဲ့တော့ဒီနေ့ညတော့အဲ့ဒီဒီ federal နဲ့ပတ်သက်တဲ့ news တွေပေါ့เนาะ events ပဲပြောရမှာပေါ့အဲ့ကောင်တွေရှိပါတယ်ခင်ဗျเนาะအဲ့လေးတစ်ချက်တော့သတိထားပါကျွန်တော်ဒီနေ့ညဒီနေ့နဲ့မနေ့ပြန်မနေ့ပေါ့เนาะအဲ့ဒီရှိတယ်မနေ့ပြန်ညကျရင်ကျွန်တော်တို့ဒီမှာ power ကစကားထပ်ပြောဦးမယ်အဲ့အားလေးတွေကျွန်တော်သတိထားမယ် โอเคอ่าနောက်ဆုံးအရေးကြီးတာတော့တပတ်ခါကျွန်တော်တောက်ကြနေကြရင်ကျွန်တော်တောက်ကြနေကြရင်အဲသူတို့ဘာရှိလေးရှိလဲဆိုတော့ကျွန်တော်ဒီမှာဟွာရှိတယ်ရှိတယ်ပဲကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်မယ်เนาะအာโอเคတောက်ကြနေကြရင်အရင်တော့ကကျွန်တော်ဒီပြီးခဲ့တဲ့တပတ်ကမထွက်တဲ့ဒီအနန်ဖန်ပေရိုးကိုထွက်မယ်လို့သူတို့အာသတင်းထွက်လာပြီးတော့အခုမရှိတော့ပြန်ဘူးโอเคအဲ့တော့ကျွန်တော်ဒီနာနန်ဖန်ပေရိုးကတော့ဒီ data ဘယ်တော့ထွက်မလဲမသိဘူးပြီးခဲ့တဲ့တောက်ကြနေတဲ့ကောထွက်ဖို့ဟာကို အာကျွန်တော်တို့เนาะဒီဟွာတွေကလည်းရှိတော့ဒီ rate ဒီပါလေဟို shut down ကြီးကလည်းဖြစ်လိုက်တော့လစ်သွားကြီးရပြောမှဆို new use ဒီဒရင်းညာဒီ information ရနှစ်ပတ်လောက်ရှိပြီမထွက်တာโอเคဒီတစ်ပတ်ပေါ်မထွက်ဘူးဆိုရင်တော့နှစ်ပတ်ရှိပြီပေါ့เนาะဟုတ်ပြီဒါကျွန်တော် news day အာတိထားမယ့်အရာတွေဖြစ်တယ်โอเคကျွန်တော်တို့တစ်ချက် market လေးတစ်ချက်သွားလိုက်အောင်เนาะโอเค market ကဘာဖြစ်နေရလဲ all right market က all right market ကအခုကဘာပြဿနာဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့ဒါကျွန်တော်မနေ့ကလည်းအင်္ဂလိပ်လိုတော့နည်းနည်းပြောပြပြီး အာဒီကောင်းတွေကဘာဖြစ်နေရလဲဆိုတော့တို့ကဒီခါနော်ကျွန်တော်ဒါလေးကိုတစ်ချက်အာဒါမဲ့ဒီကောင်းတွေကဘာဖြစ်နေရလဲဆိုတော့အခုဟာတို့ကဒီနိုင်ငံတိုင်းနေအကုန်လုံးနှီးပါးကနော်နိုင်ငံတိုင်းနေအကုန်လုံးနှီးပါးကတို့ကဒီ rate ဟာပေါ့နော်သူတို့ရဲ့ပတ်စံတွေကိုရိုက်ထုတ်နေတာဖြစ်တယ်โอเคဒီကောင်းတွေကဒီကျွန်တော်ဒီဟွာတွေရှိတယ်တို့တို့ရဲ့တို့မှာဟွာတွေရှိတယ်ဒီအမ်ဟိုသူတို့ဆီကပင်စင်ပင်စင်နေကိုပတ်စံဟိုထောက်ရတာရှိတယ် အာသူတို့မှာ spending project တွေရှိတယ် budget တွေပေါ့နော်အဲ့ဒါတွေကိုသူတို့ကအဲ့ဒါတွေကိုသူတို့ကအာဟိုဟာပေါ့နော်အဲ့ဒါတွေအတွက်ကိုသူတို့ကပတ်စံကိုလိုတယ်အဲ့တော့ကျွန်တော်အတူတူပြောရမယ်ဆိုရင်ဒီကောင်เนี่ยပတ်စံဟိုအမြင်နဲ့ရိုက်ထုတ်နေတာโอเคအမြဲတမ်းရိုက်ထုတ်နေတာအမ်ဒီအမေရိကတင်เนาะအမေရိကတင်ဒီကောင်တွေအမေရိကဆိုရင်သူတို့သူတို့စီမှာအကျွေးတွေတင်နေတာသူတို့ဒီတရက်နဲ့တရက်เนาะအဲ့အကျွေးအကျွေးကဟိုအကျွေးတောင်မဟုတ်ဘူးဒီအတိုးပေးတာတင်တရက်တရက်နဲ့တရက်ဘီလီယံချီပေးရတယ်เนาะအဲ့တော့ တို့ကဒီဒီ high ရဘလို့အကျွေးနေတဲ့နစ်နေတော့ဒီဟိုကျွန်တော်ပြောမှသူငွေကြေးတွေကတော့တို့ရစီမှာရှိတဲ့ fiat currency ခေါ်ပါတော့တို့ရငွေတွေကဟိုအများအားဟိုအာအများအားဒီဘာခေါ်လဲပေါနေမှာပဲโอเคအဲ့တော့တို့တစ်ခါလေးကြာရင်ဥက္ကဥပပြောရင် euro ကနေပြီး british us dollar ထက်တိုင်ပုံမြင့်နေတယ်တစ်ခါလေးကြာရင် british pound က us dollar ထက်ပုံမြင့်နေတယ်အဲ့လိုမျိုးတွေရှိတယ်โอเคဒါပေမဲ့เนาะ အာကျွန်တော် trader တွေတိထားတိဖို့တိထားမှာဘဲကောင်းမဲဖြစ်ဖြစ်ဒီကောင်နဲ့အမှန်မှန်အတူတူပဲကျွန်တော်ဒီ paper money တွေပဲဟုတ်တယ်ဟုတ်တယ်မလားအဲ့တော့တခါတလေကြာရင်အဲခုနပြော British pound တို့ euro တို့ဟာ US dollar တဲ့သူ့အခြေအနေအရတက်လာပေမဲ့ဒီကောင်နဲ့ paper money ပဲဖြစ်တဲ့အတွက်အမှန်မှန်တော့တိတ်မထူဘူးဒီကောင်နဲ့ဟိုတက်မယ်ဆိုလည်းအများကြီးတက်စရာမရှိဘူးဟိုတက်ခဲ့တယ်ဆိုရင်တောင်းမှနည်းနည်းပြင်ကြဖို့ဇလန်ရှိတယ်ကျွန်တော်အဲ့ကိုပြောချင်တာ ဲ့တော့ကျွန်တော်တို့ဒီ British pound ဆိုရင်ကျွန်တော်ခုဒီကောင်ဆိုရင်ကျွန်တော်ဟိုပြန်ဆင်းမယ်လို့ကျွန်တော်မှန်းထားတယ်။ Okay အခုတော့မှနည်းနည်းစဆင်းနေပြီ။တခုတော့ရှိတယ်။ Okay trading ကကျွန်တော်နောက်ထပ်တစ်ခုကဟိုဟိုဘယ်လိုခေါ်မလဲ။အာဝယ်ရာရောင်းတာနဲ့အဲ့လောက်ကြီးမလွယ်ဘူးဗျာဟုတ်တယ်မလားเนาะခါကြရင်ကိုဝယ်လိုက်ရင်ကိုဝယ်တဲ့နေရာမှားတဲ့အတွက်ဟုတ်တယ်မလားကိုဝယ်ပြီးရင်ဟိုဟိုเนาะကိုဆင်းသွားပြီးတော့ stop loss ကိုထိသွားပြီးတော့မှကို stop out ဖြစ်သွားပြီးတော့မှနောက်ခဏလေးကြောက်ပြန်တက်သွားအဲ့လိုမျိုးရှိတတ်တယ်เนาะအဲ့တော့ trading ကဒီဝယ်တာရောင်းတာ အာဒီမဟုတ်ဘူးခါကြတော့ timing ကလည်းနည်းနည်းတော့အရေးကြီးတယ်โอเคအဲ့တော့ကျွန်တော်အဲအကြောင်းကျွန်တော် trading ဒီကျွန်တော်ရဲ့ market analysis ဆိုကျွန်တော်အခုနောက်ပိုင်းမပါလို့လဲဆိုတော့ကျွန်တော်ဒီ projection တွေကျွန်တော်လုပ်တယ်အရင်တော့ကျွန်တော်ဟောပေါ့เนาะဟိုဒီ time ဟိုဟိုချမရေးဘူးပေါ့အခုကတော့ကျွန်တော်ပို့ပြီးတေချောင်ချရေးတယ်အခုကျွန်တော်ပြောရမှာပြောရ time ဆိုတော့ဒီလောက်လောက်เนาะဒီလောက်လောက် level တွေဒီလောက်လောက် level တွေဒီလောက်လောက် level တွေပြန်သွားနိုင်တယ်โอเคအကယ်၍ဒီ level တွေပြန်သွားပြီးတော့ဒီ level တွေမှာကျွန်တော်အမြင်ရတော့ဟိုဟောပေါ့เนาะဒီအာ swing down ပေါ့เนาะ swing down ဒီ level တွေမှာပဲခဏပဲနေပြီးတော့ကျွန်တော်ပြန် swing down ဖြစ်ဖို့ပိုရခိုင်တော့များတယ်အဲ့တော့ကျွန်တော်ဘာကိုရှင်းပြထားရလဲဆိုတော့ဒီ level တွေကနေပြီးတော့မတက်မချင်းဖြစ်နိုင်ရင်ကျွန်တော်လိုက်မဝဲတော့ဘူးโอเคအာကျွန်တော်မယောင်းဘဲနဲ့စောင့်ရင်စောင့်မယ်ဒါပေမဲ့ဝဲတော့မဝဲဘူးเนาะကျွန်တော်အဲ့ကိုပြောချင်တာအဲ့တော့ကျွန်တော်ဒီ British pound တို့ဘာတို့ဒီ US dollar နဲ့စာရင်းเนาะ US dollar နဲ့စာရင်းပြန်ပြီးတော့ weak ဖြစ်မယ်လို့ကျွန်တော်မြင်တယ် โอเค US dollar sign week ဖြစ်မလို့ကျွန်တော်မြင်နေကျွန်တော်ဆိုရင်ဒီကောင်ကိုအမ်ဒီကောင်ဆို euro ဆိုရင်ကျွန်တော်ဆိုကျွန်တော်ဆိုရောင်းထားတာ3လဲလောက်ရှိပြီကျွန်တော်ဒီနေ့မနေ့တင် position တစ်ခုကျွန်တော် close လုပ်လိုက်ပြီโอเคโอเคဘာလို့ position တစ်ခုကျွန်တော် close လုပ်လဲဆိုတော့ဒီမှာမြင်နေတိုင်းပဲဒီ level တွေကပြီးခဲ့တဲ့အာတစ်ခေါက်ကပေါ့เนาะဒီ level တွေကဒီ level အားနေပြီးပြန်ပြီးတော့တက်သွားတဲ့အာပြန်ပြီးတော့တက်သွားတဲ့ဟွာတွေဖြစ်တယ်ပြန်ပြီးတော့တက်နော် market ပြန်ပြီးတက်သွားတဲ့ reversal point တွေပေါ့နော် pivot point တွေဖြစ်တယ်အဲအကြောင်းကျွန်တော်က d level မှာရောက်ရင်ဆင်းဖို့နော်ဆက်ဆင်းဖို့ဇလန်းရှိတယ်ဆိုရင်တောင်မှနော်ဟိုချက်ချင်းဆင်းမဲ့အစားနည်းနည်းဟိုပြန်ပြီးတော့များ bounce ပြန်ဖြစ်မလားဆိုတဲ့အတွက်ကျွန်တော်အမြဲယူတာဖြစ်တယ်โอเคအဲ့တော့ကိုကအမြဲယူကြည့်ရင်အဲ့လိုမျိုး swing level တွေကို target ထားပါโอเค တကယ်လို့ကိုကဥမာဖြင့်အဟောနော်အဝယ်ဘက်ကနေပြီးတော့လိုက်ခဲ့တယ်ဆိုခဲ့ရင်လေနော်ဝယ်လိုက်ခဲ့တယ်ဆိုခဲ့ရင်လေအာဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဥမာဖြင့်ကျွန်တော်ပြောပြမယ်ဒီလိုမျိုး level တွေနော်ဒါရီကျွန်တော်ဟို pivot လို့ level လို့လည်းခေါ်ရဲ swing level လို့လည်းခေါ်တယ်เนาะဒီလိုမျိုး level တွေမှာအမြတ်ယူတာပို့ပြီးတော့ခုတည်းအချိုးရှိအတွက်ဒီ level တွေတော့ဒီလောက်နည်းနည်းလေးပဲတက်သွားတယ်ပြီးတော့နောက်နေ့ပြန်ပြီးစဉ်းစားပဲเนาะအဲ့လိုမျိုးဆိုရတဲ့အတွက်ကျွန်တော်ကတော့ အာရေရှည်ကတော့ဒီယူရိုကတော့ဆင်းမယ်လို့ကျွန်တော်မြင်နေအဲ့တော့အခုလောလောဆယ်ကျွန်တော်ဟိုဘာနော်ကျွန်တော် sell ကျွန်တော်ရဲ့ sell position ကိုအာအမြဲအမြဲယူလိုက်ပြီ okay sell position အမြဲယူလိုက်ပြီအခုကျွန်တော်ဘာလုပ်နေလဲဆိုတော့နည်းနည်းပြန်အတက်ကိုပြန်စောင့်နေ okay အဲ့တော့အာ maybe all right maybe uh, maybe they will come here all right or maybe even they will come back here right ကျွန်တော်ဒီလောလော level ကနေပြန်ပြီးတော့ထပ်ရောင်းဖို့ကျွန်တော်ဂျန်နေတယ်โอเคပြီးတော့အမြဲတမ်းသတိထားမှာ market က တက်တာတွေရောစင်တာတွေကိုတခါတည်းများတော့ဖြစ်လုံးလိမရှိဘူးโอเคကျွန်တော်ကဘာကိုပြောချင်တာလဲဆိုတော့ပြီးရွှေကိုကြိုက်ရင်မြင်ရလိမ့်မယ်ကျွန်တော်ဥပမာထပ်ပြမယ်เนาะ market ကအမြင်နဲ့တက်တာစင်တာတခါတည်းလုံးလိမရှိဘူး तू ကအာဘာဖြစ်လဲဆိုတော့ဒီ market ကဘာနဲ့တူလဲဆိုကျွန်တော်တို့ဒီဟိုဘာနော် big ship ပေါ့เนาะပင်လယ်ကူးသမောကြီးနဲ့တူတယ်ချက်ချင်းတော့ဟိုအရန်အရန်အများကြီးကြွေလို့မရအောင်တော့ကြွေမယ်ဆိုတော့အချိန်ယူရတယ်โอเคဘာလို့ဆိုဒီကောင်းဒီမှာ positioning အများကြီးအာရှိတဲ့အတွက်တကယ်လို့ ဟိုဆင်းမယ်လို့တွက်ထားတဲ့လူတွေကသူတို့ရဲ့မှာရှိတဲ့အဝဲထားတဲ့ position တွေကို close လုပ်ရတယ်เนาะအဲ့တော့ဥပမာပြင်များလူတစ်ယောက်ကဥပမာပြင် lot ပေါင်းဥပမာပြင်သသိန်းရှိတယ်ထားလိုက်เนาะဒါကျွန်တော်ဥပမာပြပြတာ lot lot ပေါင်းသသိန်းရှိရင်သူဒီမှာတခါတည်းအဲ့ lot သသိန်းကိုရောင်းချလိုက်ရင် crisis market ကြီးခါတဲ့ crash ဖြစ်သွားလိမ့်မယ် okay ဘာလို့ဆိုသူရောင်းနေ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 ဆိုဝယ်တဲ့လူမရှိတဲ့အတွက် market ကဆင်းသွားပြီးတော့အဲ့ lot သသိန်းအဲရောင်းပြီးဖို့အတွက်เนาะ အဲ့လိုဖြစ်တဲ့အတွက်အဲ့ market ကြီးတစ်ခါ crash ဖြစ်သွားရင်ဥပမာမြင်သူရောင်းရတဲ့အတွက်သူ့ရဲ့ပြန်မြရောင်းတဲ့ဈေးอ่ะနော်ဒီဈေးမရတော့ maybe သူ့ဈေးอ่ะဥပမာမြင်ဒီခလဲဈေးဖြစ်သွားတာအဲ့ကြတော့ तू ဘာလို့ရောင်းနေဆိုတဲ့ဘောဈေးအမြင့်ဆုံးနဲ့ तू ရောင်းနေတာဟုတ်တယ်မလားအဲ့တော့ तू ကဟိုဈေးကအမြင့်ဆုံးလည်းမရတော့ခလဲလောက်ကြီးမှဖြစ်သွား average price ဖြစ်တာပေါ့ဗျာနော်ပြန်မြဈေးဖြစ်သွားတာအဲ့တော့အဲ့လိုမျိုးကြတော့တို့ကဘာလို့ ਆ လဲဆိုတော့ဒီကောင်တွေကဒီ distribution လို့ခေါ်တယ်နော် distribution ဆိုတာခုနပြောသူတခါတည်းအကုန်မရအောင် okay နည်းနည်းရောင်းလိုက်တယ် ကဲ market က reaction လုပ်တယ်အဲပြီးတော့ပြန်တက်လာတယ်အဲပြီးတော့နည်းနည်းရောင်းတယ်เนาะ market reaction လုပ်တယ်ပြန်တက်လာတယ်အဲ့လိုနည်းနည်းရောင်းတယ်အဲ့တော့သဘောသူရောင်းတဲ့ပြန်မြတွေအဲအပေါ်ပိုင်းမှာပဲဖြစ်နေသူတွေ့သဘောပေါက်လားမသိဘူးเนาะအဲ့လိုမျိုး general out distribution လို့ခေါ်တယ်โอเคအာ distribution တေချာလားမတေချာလားတော့ကျွန်တော်တို့ဒီဟောတော့ market ကတော့ဟိုမှန်းတာတော့ blue 100%တော့မသိနိုင်ဘူးဒါပေမဲ့သူတို့ကပြန်မြတော့ဟို characteristics လေးရှိတယ် โอเคကျွန်တော်ရဲ့အမြင်ကတော့ဒီ euro ကအခုလောလောဆယ်က distribution မှာရှိတယ်လို့ကျွန်တော်မြင်တယ် distribution ဆိုတဲ့သဘောอ่ะဗျာဟိုမကြခင်ဒီကောင်နေဆင်းတော့မှာပါဗျာเนาะအဲ့တော့အဲသူတို့ဒီဒီ lower band ခေါ်မှာပေါ့เนาะကျွန်တော်ဒီဒီ out pine ကိုသူတို့နည်းနည်းဟိုစမ်းနေတာတစ်ခါနှစ်ခါဒီခါနဲ့ပေါ့၃ခါလောက်ရှိတော့မယ်တဖြည်းဖြည်းနဲ့တော့သူတို့ဆင်းသွားလိမ့်မယ်ထင်တယ်โอเคအဲ့တော့ ဟိုကျွန်တော်ကတော့ဟိုချက်ချင်းခုနပြောသလို distribution မှာတခါတည်းဈေးရလဲချက်ချင်းမစင်းတဲ့အတွက်ဟိုချက်ချင်းအချိန်ကိုချက်ချင်းလိုက်ရောင်းကြမလို့ကွာနည်းနည်းစောင်းလိုက်ဈေးလေးနည်းနည်းမြင့်လာရင်ပြည့်ရဲ့ level ကနေပြီးတော့ရောင်းလိုက်အဲ့လိုလုံးမဖြစ်မှာเนาะအအများနဲ့မှတ်ထားပါ okay trading အကြောင် trading တခုလုပ်တယ်ဆိုတာကိုကတခုကိုဝယ်ထားပြီးတော့ဟိုဘယ်လိုမှအကြာကြီး whole stop loss ကိုလည်းအများကြီးအဲ့လိုလုပ်လို့မရအောင်ကိုကနည်းနည်းလေးမြည့်အမြတ်ယူလိုက် ပြီးပြန်စောင်းလိုက်အဲ့လိုလုပ်ရတယ်เนาะ okay အဲ့တော့ဒါကျွန်တော် အဟိုနဲ့ဒီ market နဲ့တော့ဒီကျွန်တော်ဒီ individual market နဲ့တော့မဆိုင်ဘူးဒါပေမဲ့ trading ရဲ့သဘောတဘောပေါ့ကျွန်တော်ရှင်းပြတာโอเคခဏနေကြာရင်ကျွန်တော်ရွှေကိုကျွန်တော်ရှင်းပြမယ်ရွှေဘာကြောင့်ဒီလောက်ကြီးဈေးတက်သွားလဲဆိုတော့ကျွန်တော်ရှင်းပြမယ်โอเค all right so ကျွန်တော်ဒီကောင်ကအခုဆိုရင်ဒါဆိုကျွန်တော် um ဒီ euro ကကျွန်တော် distribution ကိုကျွန်တော်ထင်တယ်โอเคအခုဆိုဒီမှာကြည့်ကြလားဒီကောင်လေးဒီမှာတော့ဒီမှာဆိုတာအဲဒီကောင်လေး stop hand လုပ်တယ်ဆက်ပြီးမတက်တော့ဘူးเนาะအဲ့တော့ကျွန်တော်ထင်တာ तू maybe သူတို့ဒီလိုမျိုးကြာခင်သူတို့သွားလိမ့်မယ်โอเค အဲ့လေးတစ်ချက်သတိထားပေးပါနော်အဲ့တော့ကျွန်တော်တို့ယူရိုတော့ကြာရှည်ကြရင်ဟိုအတက်ကြလေးတော့ရှိမယ်ဒါပေမဲ့ overall down trend လို့ကျွန်တော်ထင်တယ်โอเคကျွန်တော်ရှင်းပြနားလည်မယ်လို့ကျွန်တော်ထင်တယ်โอเค all right ကျွန်တော်အခုကျွန်တော်ရွှေကိုတစ်ချက်သွားလိုက်အောင်โอเคကျွန်တော်ရွှေကိုကျွန်တော်ခုနအတစ်ခေါက်ပြောတယ်โอเคကျွန်တော်ရွှေခုနတစ်ခေါက်ပြောတယ်အာဒီဘာကြောင့်ရွှေကဒီလောက်ကြီးဈေးအများကြီးနော်တက်သွားတာလဲလို့ကျွန်တော်ပြောတယ်โอเค ဒီရွှေစည်းဒီလောက်ကြီးတက်ဖို့အတွက်ကသူတို့ချက်ချင်းမတက်ဘူးနော်ရွှေစည်းပေါ့ဒီလိုချက်ချင်းအချက်ချင်းတက်ဖို့ချက်ချင်းမတက်ဘူးဒီကောင်းနဲ့ဘာလုပ်လဲဆိုတော့ခုနပြောသလိုကျွန်တော်ခုနရှင်းပြ distribution ကြတော့အစင်းအတွက်နော်ဒီအတက်အတွက်ကြတော့ accumulation လို့ခေါ်တယ် okay accumulation ဆိုတော့ခုနကျွန်တော် market အများကြီးတက်သွားဖို့အတွက်ကဒီ smart money ပေါ့နော်တီးတဲ့လူတွေပေါ့နော်တီးတဲ့လူတွေကအဲ့ရွှေ position တွေကိုဝယ်ထားဖို့ဝယ်ထားဖို့သူကအရင်ဆုံးစူးစမ်းတယ် အော်အဲ့တော့သူတို့ဝယ်တဲ့အချိန်ကြာရင်သူတို့ကဘာလုပ်လို့ရှိဆိုရွှေစည်းကိုအကြာကြီးဘယ်လိုခေါ်အများကြီးမတက်အတက်မခံဘူးဒီမှာဆိုဒါဆိုကျွန်တော်ဥပမာထားပြောမယ်နော်ဒီကောင်ဆိုရင်ကျွန်တော်တို့အာ April လောက်ထဲက April May June July August so ၄လကျော်၅လနေပါကျွန်တော်တနည်းခွဲလောက်ဟော sorry ဒီ6လနေပါပေါ့နော်ပြန်ပြပါနော်6လနေပါလောက်ကိုတွေ့လား market ကဘာမှမလုပ်ဝယ်ထားတာနော်အာသူတို့ဘာလုပ်လဲဆိုတော့ တို့ဝယ်လိုက်တယ်ဝယ်တဲ့အတွက်မှာကတက်သွားတယ်โอเคအဲ့ကျင်တို့ဘာလို့ဆိုဝယ်တာကိုဝယ်တာကို short လိုက်တယ်ထပ်မဝယ်တော့မကအဲ့တော့ဟိုအဝယ်ဝယ်လိုကနေသွားတယ်မှာကဈေးပြန်ဈေးပြန်ကျသွားတယ်အဲ့ကျင် certain level ကျရင်တို့ထပ်ဝယ်တယ်တို့အဲ့လိုလုပ်နေတာโอเคအဲ့တော့အဲ့ဒီ flow ကိုဟိုလိုက်ဟိုဘယ်လိုခေါ်လိုက်ကြည့်ဖို့လိုတယ်โอเคကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းကျွန်တော်ရှင်းပြထားတယ်ဒီဒီဟောပေါ့နော်ဒီဟိုကြီးက range ကြီးက breakout ဖြစ်ရင်အရင် move ဖြစ်မယ်လို့ကျွန်တော်အမ်ကျွန်တော်ကျွန်တော်ပြောခဲ့တယ် အဲ့တော့အခုဘာဖြစ်လဲဆိုတော့အခုဒီ၄လနဲ့6လပေါ့နော်ပြန်ပြန်အဲ့လောက်လဲ range လဲလုပ်ပြီးတော့အခုတော့တက်နေတာအဲ့တော့ဒီဒီကောင်ကြီး number 2ဖြစ်ဖို့အတွက်ကဒီ number 1မှာလောက်ထားတဲ့အတွက်ကြောင့်ဖြစ်တယ် okay အဲ့တော့အာရွှေစည်းကဘာလို့တက်နေလဲဆိုတော့ဒီဒီပြီးခဲ့တဲ့ဒီလာကျွန်တော်ဒီနှစ်ဆန်း accumulation ကြောင့်ဖြစ်တယ် okay အဲ့တော့ရွှေစည်းကဘယ်ကိုဆက်သွားမလဲဆိုတော့ကျွန်တော်အမြင်ကတော့ okay trend တော့ stay very uptrend ပဲကျွန်တော်ခုနအစားတော့မှလည်းပြောခဲ့တယ်ဒီ market တွေက ျွန်တော် bitcoin လို့ပေါ့ဗျာဟို market တွေကဒီ sorry country တွေကလုံးဝလုံးဝဒီဟို cash တွေကို print out ထုတ်နေတဲ့အတွက်တို့ကအခုလောလောဆယ်ဒီဟို counter party risk တွေရှိတယ်ရွှေကရွှေမှာ counter party risk မရှိဘူး okay ရွှေမှာဒီရွှေဘယ်လိုခေါ်မလဲကျွန်တော်ဗျာဥပမာပြင်အငွေဆိုရင်ငွေဆိုကျွန်တော်ကြက်ငွေပေါ့ sorry ကြက်ငွေပေါ့နော်ဒီ currency ဆိုရင်တကယ်လို့ဒီ အာနိုင်ငံเนาะအဲ့ currency certain value ပေါ့เนาะဥပမာတတတောင်းပဲဖြစ်တိမ်ပဲအဲ့ value တန်ဖိုးမရှိတော့ဆိုအဲ့အကောင်ကလုံးဝဆာပဲဖြစ်သွားပြီဟုတ်တယ်မလားဘာတန်ဖိုးမှမရှိတော့ဒီကောင်ရဲ့တန်ဖိုးကသူ့ရဲ့သူ့ရဲ့နိုင်ငံရဲ့เนาะသူ့ရဲ့နိုင်ငံရဲ့ဟိုသူ့ရဲ့နိုင်ငံရဲ့ဒီ rules ပဲမူတည်တယ်เนาะအဲ့တော့ကျွန်တော်ရွှေကြတော့မဟုတ်ရွှေတော့ဒီဈေးကဒီဈေးပဲโอเคအဲ့တော့ရွှေတော့ဟိုဟိုဘာလဲသူ့မှာ counter party risk မရှိဘူးအဲ့တော့ကျွန်တော်အမြင်ကတော့ goal ကတော့ set ပြီးတော့တက်ဖို့ပဲရှိတယ်โอเค ခုနပြောသလိုအဲကျွန်တော်ဒီ maybe once in a while သူတို့ swing here ဟိုဘယ်လိုခေါ်မလဲနည်းနည်းဖူးပဲလေးတွေပါနေတော့ကျွန်တော်ရှိတယ်အဲတော့ဖြစ်နိုင်တယ် okay အဲ့တော့အဲ့တော့ရွှေကိုတကယ်လို့ဥမာမြင်ကွာအာကျွန်တော် light မဝယ်ရင်ဘူးကျွန်တော်နည်းနည်း support level မှာဝယ်ခြင်းလဲဆိုဒီလိုမျိုး swing level လေးတွေနော်အနီးကနေပြီးတော့အပြာပြောင်းသွားတဲ့ဒီ candle အနီးကနေပြီးတော့ candle အပြာပြောင်းသွားတဲ့ level လေးတွေမှာစောက်ပါ ကဲဟိုဥပမာပြကျွန်တော်ဒီမှာဝယ်တာရန်ဈေးများရထင်တယ်ဗျာကျွန်တော်ဟိုတကယ်လို့များကြာသွားရင်ဘယ်လိုလုပ်မလဲโอเคအဲ့လိုဆိုရင်ဒီလိုမျိုး level လေးတွေမှာစောင့်ပြီးဝယ်တာပို့ပြီးတော့ကိုယ့်အတွက်အာ you know risk နည်းတယ်လို့ကျွန်တော်မြင်တယ်ဒါကခုနပြောသလိုပဲတကယ်လို့ set တက်သွားရင်တော့ကိုစောင့်နေတဲ့အတွက်ကိုမှဟို position မှာမပါဘူးပေါ့เนาะအဲ့ရတော့ဟိုဘယ်ရမှလကားမရဘူးဟို risk ယူမလားဒါမို့ဟို risk မယူတော့မယူဘူးဒါပေမဲ့ဟိုဟိုဘယ်လိုခေါ်မလဲဟိုဟိုစောင့်မလားပေါ့เนาะအဲ့လိုမျိုးပေါ့မို့တည်တယ်အဲ့တော့ရွှေကတော့ကျွန်တော်ထင်တာက ်ဆက်တက်မယ်လို့ကျွန်တော်ထင်တယ်။ Okay ဆက်တက်မယ်လို့ကျွန်တော်ထင်တယ်။ငွေလည်းနည်းနည်းတော့ထုံနီး၎င်းမယ်။ Okay ဟုတ်ပြီ။ခွေငွေတော့ထုံနီး၎င်းမယ်ကျွန်တော်တော့မနေ့ကဆိုဒီကောင်လေးဆို support တောင်ဖြစ်သွားပြီးတော့ဆက်ပြီးတက်နေတယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ရွှေနဲ့ငွေနဲ့ကတော့ဟိုကိုကတော့ဝယ်တဲ့ bias ကိုပဲကျွန်တော်အားပေးတယ်။ Okay အခုတော့ကျွန်တော်ဟိုနော်စကားခံကျင်တာကတော့ဟို ဘူးဘက်တွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဟိုလုံးဝ sell down ကြီးပေါ့နော်အလုံးဝဟို market ကြီးခုနကျွန်တော်တို့ဥပမာပြင်3000 3000 3000 out ဆင်းသွားပါတော့ကျွန်တော်မထင်ဘူး okay maybe အာဟို swing down တွေတော့ဖြစ်နိုင်တယ်နော် maybe swing down တွေတော့ဖြစ်နိုင်တယ် okay အားတွေတော့ရှိနိုင်တယ် all right okay ဒါတော့ကျွန်တော်ရွှေပြောရွှေပြောချင်းဖြစ်ပါတယ် bitcoin okay bitcoin လဲထုံနီလကောင်းပဲ okay bitcoin ကကျွန်တော်တို့အာစကားအပြင်ပြောမယ်ဆိုရင် bitcoin လဲဘာတန်ဖိုးမှမရှိဘူး Okay Bitcoin မှာလည်းဘာတန်ဖိုးမှမရှိဘူး Blue မှာ Blue မှာမတော်ရင် Blue ဘာတန်ဖိုးမှမရှိဒါပေမဲ့ Bitcoin ရဲ့သူ့ရဲ့ nature အရာ तू อ่ะอ่าကျွန်တော်ဒီဟောပေါ့เนาะอ่า scarcity ဖြစ်တယ် bitcoin อ่ะဒီเนาะဘယ်နဲ့ bitcoin ဘောင်းဘယ်နဲ့ခုပဲရှိမှာဆိုအဲ့လောက်ပဲရှိတယ်အဲ့ဒါပို့ပြီးတော့လည်းမရှိဘူးအဲ့တော့ခုနပြောဆိုဒီကောင်တခြားနိုင်ငံတွေကပတ်စံတွေအကုန်လုံးရိုက်ထုတ်နေတဲ့အတွက် bitcoin လည်းဈေးတက်လာခြင်းဖြစ်တယ်โอเคကျွန်တော်အမြင်ကတော့အာအနည်းငယ်များတော့ဆက်တက်မယ်လို့ကျွန်တော်ထင်တယ်မဟုတ်ဘူးဒါဆိုဒီကောင်ကဟောဖြစ်နေပြီ အာကျွန်တော်တို့ဒီအမ်ကျွန်တော် triple top ဖြစ်နေတယ်အဲ့တော့သူတို့ဘာဖြစ်ဖို့များလဲဆိုကျွန်တော်ဒီဟိုပါပေါ့အာ w ပေါ့နော် w pattern ဆိုတော့ကျွန်တော်ကဒီလိုမျိုးမျိုးများတွားမယ်လို့ကျွန်တော်ထင်တယ် okay big coin ကိုလည်းကျွန်တော်အရင်ရောင်းဖို့တော့ကျွန်တော်စိတ်ကူးမရှိဘူးကျွန်တော်ကိုယ်တိုင်လည်း big coin ကိုအာ hold လုပ်ထားတာရှိတယ်နော်အဲ့တော့ဟို long term မှာတော့ကျွန်တော်ထင်တယ် set တက်မယ်လို့ကျွန်တော်ထင်တယ် okay အဲ့အဲ့ဟာတော့ market ကတော့ဒီလောက်ပါပဲအခုလောလောဆယ်ကျွန်တော်ညီကုန်းချုံးရမယ်ဆိုရင်တော့ဖြင့်အာဒီနေ့ကနေစပြီး news တွေ events တွေရှိပါတယ်အာတင်းလိုက်ရင်ကအမှန်တိတ်ဘာမှမရှိဘူး okay ဒီနေ့ကနေစပြီးတော့เนาะဒီနေ့ညဆိုကျွန်တော်ဒီ Federal Reserve အာ FOMC meeting minutes ဆိုမနေ့ပြန်ဆို power စကားပြောတာရှိမယ်အာတပတ်ခါတော့ NFP ပထမရှိဖို့ဟာကိုအခုလောဆယ်တော့မရှိဘူးဒါပေမဲ့တခြား news တွေရှိတယ် okay အဲ့တော့ risk management ကိုအမြဲတမ်းသိထားပါ okay အာ general direction ကတော့ကျွန်တော်ကတော့ရွှေငွေကတော့ general direction ကတော့ဆက်တက်မယ်လို့ကျွန်တော်ထင်တယ် okay ဟိုချစ်ချင်း live ပြီးမဝချင်းတောင်မှ support level လေးတွေเนาะကျွန်တော်ပြောရတဲ့သဘောကဒီအနီရောနေပြီးအနီရောနေပြီးအပြာရောင်ကူးတဲ့ level လေးတွေပေါ့เนาะအဲ့လို level လေးမှာစောင့်ပြီးတော့ဝယ်ချင်းဝယ်လို့ရတယ် okay so ဘာများမေးတယ်ရှိလဲမသိဘူးခင်ဗျာဒီကျွန်တော်ဒီအာ ဘယ်အထိတက်လဲမှန်းထား sky is the limit my friend sky is the limit တခုတော့ရှိတယ်โอเคတခုတော့ရှိတယ်သူတို့တခုတော့ကျွန်တော်တို့เนาะဟို idea လေးတခုတီးပို့อ่ะကျွန်တော်ပရမကျွန်တော်3.5လောက်တက်မယ်ထင်တာ3.5ကနေပြီးတော့ချင်းချင်းပပပပဆိုတက်သွားခု4000ဖြစ်သွားပြီเนาะ4000ဖြစ်သွားတခုတော့ရှိတာဗောเนาะ4000ဆိုရဲဈေးอ่ะကျွန်တော်တို့ဟိုပါဗောเนาะအမ်ဟို rounded number ဗျာเนาะဟိုလူတိုင်းသိတဲ့ number ဗျာအဲ့တော့ ီဒီ level မှာအ ਨੇ နဲ့အများတော့ခါကြရင်ဟို site way လေးတွေဖြစ်တတ်လိမ့်ရှိတယ်။ဘာလို့လဲဆိုတော့အာ you know ကျွန်တော်တို့ဘာလို့ဆိုဟိုတချို့တွေကဟိုဝယ်ထားတဲ့လူတွေပဲ၄တောင်ဆိုတော့ဟိုမှားတာလွယ်တော့အဲ့မှာရောင်းလာရပဲရှိတာဟိုအဲ့တော့အဲ့လိုမျိုးဒီ rounded number ခေါ်တာပေါ့နော်၄တောင်တို့ဘာလို့ကြတော့ဒီကောင်ကဒီဟို sell pressure လေးပါညာဖြစ်လာတတ်တယ်။ Okay ကျွန်တော်တို့ဆက်တက်မယ်လို့ကျွန်တော်ထင်တယ်။ရွှေကပြောရမယ်ဆိုရင် အခုမှအခုမှလောလောဆယ်เนาะကျွန်တော်တို့ long term အဖြစ်ပြောကြည့်ဆိုတော့အခုမှလောလောဆယ်စပြီးတက်ခါတာပဲရှိတယ်ဟို big coin တို့ဘာလို့ဆိုတက်တာကြာလာပြီဟုတ်တယ်เนาะရွှေလိုပဲကျွန်တော်အမြင်ကတော့နောက်တစ်ခုကျွန်တော်ကြိုက်တာငွေကိုကျွန်တော်ကြိုက်တယ် silver all right okay silver silver လည်းမိုက်တယ်အဲတခုတော့ကျွန်တော်ဟိုအမြင်နဲ့ကျွန်တော်ပြောတယ်เนาะဟိုဘယ်လိုခေါ်မလဲ market ကဝယ်မယ်ဆိုရင် အကောင်းဆုံးဝယ်တဲ့အချိန်ကအဲ့အနီးကနေပြီးတော့အပြာကိုပြောင်းတဲ့အချိန်အကောင်းဆုံးဝယ်တာပဲ ရောင်းမယ်ဆိုလည်းအဲ့လိုပဲဟိုဟိုနော်အပြားအနေအနီးပြောင်းတဲ့ချိန်ကအကောင်းဆုံးချိန်ပဲโอเคအဲ့တော့အဲ့တော့သဘောကကျွန်တော်ဘာကိုပြောချင်လဲဆိုစောင့်ဝယ်ပါလို့ကျွန်တော်ပြောချင်တာနော်โอเคအဲ့တော့ဟိုချက်ချင်းတော့ဘလူးမဟိုတခါတည်းတက်မယ်လို့တော့ဟိုနော်ပြောလို့မရဘူးခုနပြောသူဟိုပူပဲ့လေးပါညာလေးတော့ရှိရှိနိုင်လေးလောက်အာလောက်မယ်ထင်တယ်โอเคကျွန်တော်နောက်ဆုံးတစ်ခုကျွန်တော်နော်အဲ NFT ကတော့ကျွန်တော်ကတော့တိတ်ပြီးတော့အာမထင်ဘူးဗျ NFT ကသူ hype တစ်ခုပါ း NFPR hype တခုပါအဲ့တော့ကျွန်တော်တိတ်ဟိုမထင်ဘူးဒါပေမဲ့အာခုနကျွန်တော်ဒီအာ crypto ကဈေးတက်နေရတဲ့အကြောင်းရင်းက crypto ဈေးတက်နေရတဲ့အကြောင်းရင်းက crypto တန်ဖိုးရှိလို့မဟုတ်ဘူးကျွန်တော်အဲ့ကိုပြောမှာကျွန်တော်ငွေတွေကတန်ဖိုးနေလာလို့နော်အဲ့ကြောင့်ကျွန်တော်အခုအခုလောလောဆယ်နော်ကျွန်တော်တို့ဒီ single မှာဆိုရင်လူတွေကဘာမှလုပ်ဆရာမရှိတော့ဘူးဗျာနော်အဲ့တော့ဘာလုပ်လဲဆိုတော့အိမ်ဟိုအိမ်ဈေးတက်တက်တယ်အိမ်တွေကိုဝယ်တာ哦နော်အိမ်ဈေးတက်တယ် အာကျွန်တော်ပြီးတော့နောက်ပါဆိုတော့အခု stock market တက်တယ်เนาะဒါပဲတကူလူတွေကဒီပတ်စံကိုလက်ထက်မှာမထားခြင်းတဲ့အတွက်တခြားတွေလိုက်ဝယ်နေတဲ့အတိတ်ပဲမှာရှိတယ်เนาะအဲ့လေအဲအကြောင်းဖြစ်တဲ့ကျွန်တော်နောက်ဆုံးတစ်ခုပြောချင်တာကတော့ okay နောက်ဆုံးတစ်ခုပြောချင်တာကတော့ရေနံ okay ရေနံကတော့ရေနံကတော့ကျွန်တော်ထင်တာတက်ဖို့ဇလန်းလေးနည်းနည်းပြန်ဆလာပြီလို့ကျွန်တော်ထင်တယ် okay ကျွန်တော်တစ်ခုပြောပြမယ်ဗျာရေနံက okay ရွှေတို့ငွေတို့တက်တယ်เนาะရွှေတို့ငွေတို့တက်တယ်ဘစ်ကွိုင်းတက်တယ်ဘာကြောင့်ရေနံလိုက်အရင်မတက်လဲ โอเคဘာကြောင့်အရင်ကြီးမတက်တာလဲဆိုတော့ဒီရေနံကဒီကောင်ကရေနံတက်လာရင်ဒီကောင်ပြဿနာအကြီးရှိတယ်โอเคဘာလို့ဆိုတော့ကျွန်တော်တို့ဒီအာလူတွေအကုန်လုံးရဲ့ activities เนาะကျွန်တော်စားတာတောက်တာဟင်းသီးဟင်းရွက်ဈေးတွေအကုန်လုံးကဒီလောင်စာဈေးရဲ့ဈေးပေါ်မူတည်တယ်ဟုတ်နော်ဘာလို့လောင်စာဈေးဆိုကျွန်တော် transport transportation ဘာလို့ရှိတာ哦เนาะပို့ပို့ဆောင်ကဘာများရှိတာ哦ဒီရေနံဈေးတက်လာတာ ਨੇ အဲ့အဲ့ကောင်ကကျွန်တော်တို့ဒီ inflation direct impact ဖြစ်တယ်เนาะကျွန်တော်ပြောတာနားလည်နေမှာလို့ကျွန်တော်ထင်တယ် โอเคကျွန်တော်ပြောနားလည်လို့မထင်ဘူးအဲ့တော့ဒီကောင်အဲ့ကြောင့်ရင်နံဈေးကိုပြီးတော့ရင်နံဆိုရဲဆိုရလဲဗျာဟိုနိုင်ငံတွေကထုတ်တာဟုတ်တယ်မလားအဲ့တော့တချို့နိုင်ငံတွေကိုနော်ဟိုဘယ်လိုခေါ်မလဲ troop ဟို political pressure ပေးထားပြီးတော့ရင်နံဈေးကိုမတက်နိုင်အောင်ဖိထားခိုင်းတယ်လို့ကျွန်တော်ထင်တယ်သဘောပေါက်လားမသိဘူးနော်အဲ့တော့တခုစီတခုစီရင်းနှီးစီနည်းနည်းတက်လာတိုင်းသူတို့ဒီဘက်က production ကိုတင်ပေးလိုက်ရင်ရင်းနှီးစီကပြန်ကြတော့တက်မှာအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီအဲ့ဒီ အဲ reason တွေကြောင့်ရေနံဈေးကအခုကျွန်တော်ပြောကြည့်ဆိုမှကြည့်ကျွန်တော်ဒီကောင်ရေနံဆိုမှကြည့်ဗျာကျွန်တော်2023နဲ့กว่าကျွန်တော်နှစ်နှစ်ကျော်ပြီဒီအဲမှာပဲဒီ range အဲမှာပဲပတ်နေတာဒီ range အဲမှာပဲပတ်နေเนาะ Okay เนาะ I I တော့ဟိုကျွန်တော်အမြင်ကတော့ဟိုဒါပေမဲ့ဒါပေမဲ့ဒီကောင်နေဘယ်လောက်ထိ suppress လုပ်ထားနိုင်မလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့အဲရေနံဈေးကတော့အဲ့တခုတော့တတိထားဖို့လိုတယ်ဘာလို့ဒီကောင် very highly manipulated လို့ကျွန်တော်ပြောလို့ရတယ် အော် boo flex ဆိုတာလော်လေးโอเค boo flex ဆိုတာကโอเคကျွန်တော်ဘာကိုတွက်လိရှိလဲဆို boo flex ဆိုတာအဲ့ကျွန်တော်ဒီ down trend ကိုကျွန်တော်ဆွဲတာဖြစ်တယ်အဲ့တော့ဒီ boo flex ကိုဒီ market က break out ဖြစ်ပြီဆိုတဲ့သဘောကဒီ down trend ကနေပြီးတော့ဟိုเนาะဟို up trend ကြောင်းသွားပြီဆိုတာဟာကိုကျွန်တော်ပြောတာဖြစ်တယ်โอเค bear flex ဆိုရင်ကျွန်တော်ဘယ်လိုဆွဲမလဲဆိုရင်ကျွန်တော်ခုနပြောသလိုဒီ support တွေကိုကျွန်တော်ဆွဲမယ်เนาะဒါဆိုကျွန်တော်အခုဒါဥပမာဆွဲပြမယ် ကဲအဲ့ဒါ bear flag ဒါကျွန်တော်ဘာလို့လုပ်လဲဆိုဒီ support ပေါ့နော်ဒီအစွန်းလေးတွေကိုထိပြီးဆွဲတာဖြစ်တယ်အဲ့တော့ဒါ trend ကိုကျွန်တော်ဆွဲတာဖြစ်တယ်အကယ်၍ဒါဥမာဖြစ်တာဆိုဒါအရှင်းဆုံးပဲနော်အခုကျွန်တော်ဈေးရရေနံဈေးရဒီမှာဖြစ်တဲ့အတွက်ဒီကောင် bull flag ကိုတက်သွားပြီး bear flag အောက်ကိုမဝင်သေးဘူးတို့လားအဲ့တော့ဘာဖြစ်လဲဆိုတော့ market က up trend လို့ပြောတာဖြစ်တယ် okay အဲ bull flag bear flag ဆွဲတာဖြစ်တယ် okay အဲ့တော့အခုလောလောဆယ်ကတော့ bull flag ကို break out ဖြစ်သွားတဲ့အတွက်အာနော်ဒီကျွန်တော်ရေနံက အာဈေးပြန်ပြီးတော့တက်ဖို့ကျွန်တော်မြင်တယ်အဈေးတက်ဖို့ရှိတယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ကျွန်တော်ညီကုန်းကြောက်မယ်ဆိုတော့ရေဘူးအားရအားဖြစ်တော့အာရွှေတို့ငွေတို့ကတော့ long term ကတော့ bullish လို့ပဲကျွန်တော်ထင်တယ်ကျွန်တော်ရွှေနဲ့ငွေကို bullish ဖြစ်တာကြားလာပြီဗျာကျွန်တော်ဗီဒီယိုတွေပြန်ကြည့်ရင်ကြည့်လို့ရတယ်โอเคကျွန်တော်ဗီဒီယိုပြန်ကြည့်ကြည့်လို့ရတယ်ကျွန်တော်ဒီ range ဖြစ်နေတဲ့ကွာကျွန်တော်ရွှေငွေနဲ့ငွေကိုတက်မယ်ကျွန်တော်ဒီမှာဆိုတော့ data ဆွဲထားတာကြားလာပြီโอเค range တွေကိုဒီ range တွေကွာဆက်ပြီးတက်မယ်လို့ကျွန်တော်ပြောထားတာโอเค အဲ့တော့တခုတော့ရှိတယ်ဒီ market ကကျွန်တော်သတိတော်ထားပါโอเคခုနပြောသလိုကို direction မှန်တာတောင်မှ timing နည်းနည်းမိုင်းရင်เนาะကိုရှုံးတက်တာရှိတယ်အဲ့တော့ဟိုဟိုအများကြီးပေါ့နော် risk management လေးတော့တစ်ချက်သတိထားပါရွှေနဲ့ငွေနဲ့တော့ရေဘွားအဖြစ်တော့ကျွန်တော်ထင်တာ set တက်နေမှာလို့ထင်တယ်အဲနောက်ထပ်တစ်ခုပြန်ပြီးတော့အခုလာတာတော့ခုနကျွန်တော်ပြတဲ့အတိုင်းပဲကျွန်တော် crude oil နည်းနည်းတက်ဆပြူလာပြီးတော့ကျွန်တော်ထင်တယ်โอเค crude oil ဆိုတာကျွန်တော်ရေနံဖြစ်တယ်အာနောက်တစ်ခုက natural gas all right natural gas ဆိုတာလောင်စာစီပါဗောနော်အာတဘာဝတန်းကြီးပါနော်အဲ့ကောင်လဲကျွန်တော်ထင်တယ်တက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဟိုဟိုတက်မယ်ဆိုတဲ့အတိုင်းဒီလိုမျိုးကျွန်တော် draw မလုပ်ဘူးဒါကျွန်တော် potential swing level လေးပါနော်အဲဒီလိုလေးတွေကျွန်တော်မှတ်ထားလေးရှိတယ် okay all right so yeah ဒီနေ့ဒီတစ်ပတ်တော့ဒီလောက်ပါပဲကျွန်တော်တို့တစ်ပတ်တစ်ခေါက်လောက်တော့ကျွန်တော်မြင်လာလေးတွေ update เนาะကျွန်တော်လုပ်မယ်เนาะအကျွန်တော်တစ်ပတ်တစ်ခေါက်လောက်တော့ analyze လေးလုပ်လိုက်အောင် အာကျွန်တော်ဒီဗီဒီယိုကြိုက်တယ်ဆိုရင် like ပေးလို့ရပါတယ်โอเคအာဒါဒီ the information တွေက free ပါကျွန်တော်နောက်ဆုံးပြောချင်တာတော့ဒီကျွန်တော်ရဲ့ prediction တွေကတော့ဟိုအကုန်မှန်မယ်လို့ကျွန်တော်အမှမခံနိုင်ဘူးဘလူးမှာအမှမခံနိုင် because အာဟိုရှေ့မှာဘာဖြစ်မယ်ဆိုတာလူတိုင်းမသိဘူးအဲဒါပေမဲ့ဟိုပြင်းမြပေါ့နော် common sense analysis လေးတွေအားဖြင့်တော့เนาะဟိုတက်ဖို့ရှိတယ်တက်ဖို့များတယ်စဉ်းဖို့များတယ်အဲ့လိုမျိုးလောက်တော့ကျွန်တော် analyze လုပ်ပြလို့ရတယ် နော်ဟိုချက်ချင်းတက်မယ်လုံးဝဟိုတေးကြတလောက်နော်တေးကြသလိုတော့ဘလူးကမပြောနိုင်ဘူးပြောတဲ့လူရှိခဲ့ရင်လည်းအဲ့လူကအမမှန်သူတေးကြအဲ့မာကတ်ကိုတိတ်နာမလဲမလဲလို့ကဲဘယ်မာကတ်မှာဟိုဟို100%ဟိုအတိအကျပြောလို့မရဘူးနော်โอเค so yeah အာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးနှစ်သက်တယ်ဆိုရင်ကျွန်တော် like လုပ်ပေးလို့ရပါတယ်โอเคကျွန်တော်တို့ဒီအရှိတဲ့ဘက်တွေ့ကြမယ်နော်โอเค thank you very much yeah see you guys have a great uh, week ahead Thank you.